အမေရိကန်ကိုပိုချမ်းသာအောင်လုပ်ပေးမယ်နေရာတဲတခုကိုရှာတွေ့ခဲ့ပြီအားလုံးပဲမင်္ဂလာပါဗကန် entertainment channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမြင်နေရတဲ့နေရာဟာအမေရိကန်ရဲ့အရေးပါဆုံးဒေတာတခုဖြစ်လာပြီတန်ကြီးဒေါ်လာ1 trillion ကျော်တိကိုရရှိနေပါတယ်အတိအကျပြောရမယ်ဆိုရင် Nevada ပြည်နယ်မှာတည်ရှိတာဖြစ်ပြီးဒီနေရာချင်းတွေက Nevada ကိုသာမကအမေရိကန်တနိုင်ငံလုံးရဲ့စီးပွားရေးကိုပါအထုထက်ရောက်စေမှာပါဒါဆိုရင်ဒီနေရာဟာဘာဖြစ်မလဲ။ဘာကြောင့်အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာဒီနေရာပေါ်မူတည်ရတာလဲ သိကြရင်တော့ထုံးစံတိုင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ဒီနေရာလေးကို MacTamic Caladra လို့ခေါ်ပြီးတော့အကျယ်ဝန်းအားဖြင့်တော့အရှိန်25မှာနဲ့အကျယ်20မှာအကျယ်ဝန်းက Oregon ပြည်နယ်တောင်ပိုင်းနဲ့ Nevada ပြည်နယ်မြောက်ပိုင်းတစ်လျှောက်မှာတည်ရှိပါတယ်အဓိကမြို့တော်တစ်ခုပဲရှိတဲ့ကျေးလက်ဒေသတစ်ခုဖြစ်ကနောက်9နှစ်အကြာမှာတော့ American ကိုအများကြီးပြောင်းလဲပေးမဲ့ဒေသတစ်ခုဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာလေတီယန်လို့ခေါ်တဲ့ white ကိုရှာတွေ့ခဲ့လို့ပါဒါဆိုရင်ဒီတပ်တူဟာဘာကြောင့်ရေးပါနေပြီး အမေရိကန်ရဲ့အနာဂတ်ကသူ့ဥပမာမှုတည်နေတယ်လေကျွန်တော်ဆက်လက်ရှင်းပြပေးပါမယ်ဥပမာအနေနဲ့ချင်းကွင်းတစ်ခုပေါ်မှာလီဒီယန်ကိုတင်လိုက်ပြီးတော့တခြားတစ်ဖက်မှာပန်းသီးတစ်လုံးကိုတင်ပြီးချင်းကြီးလိုက်ပါမယ်နှစ်ဘက်လုံးမှာတူညီတဲ့ဒုတိယပမာဏရှိနေပြီမယ်ပန်းသီးတစ်ဖက်ကအောက်ကိုနှိမ့်ချသွားတာတင်မြင်ရပါလိမ့်မယ်အကြောင်းရင်းကတော့လီဒီယန်ဆိုတဲ့တက်တူဟာအလွန်ပေါ့ပြီးတော့သူ့ရဲ့ဒိတ်တဲအစားက1ကုဘမီတာမှာ3.3အောင်စပဲရှိပါတယ်ဒါကြောင့်လီသီယံဟာတင်းရဲ့အကမ်းပူချိန်တွင်မှရှာတွေ့နေတဲ့တစ်ခုတည်းသောအပေါ်ဆုံးသတ္တုဖြစ်ပါတယ်။ဒါပြင်လီသီယံသတ္တုဟာ အလွန်တက်ပြုတ်နိုင်စွမ်းရှိပြီးတော့တခြားသော dress တွေနဲ့လည်းအလွယ်တကူပေါင်းစပ်နိုင်ပါတယ်။မီးနဲ့လည်းပူပေးနိုင်တယ်လို့ရေနဲ့လည်းယွံတော်လို့ရနေပြီးလေထုထဲမှာလည်းပောက်ကွဲနိုင်ပါတယ်။ဒါပေမဲ့လို့ဒီတက်တူရဲ့ပေါ်ပေါမှုနဲ့တက်ပြုတ်နိုင်စွမ်းကြီးမားမှုနှစ်ခုကိုတွဲဆက်လိုက်မယ်ဆိုရင်တော့တင်အသုံးပြုနေတဲ့ဖုန်း laptop နဲ့လျှက်စက်ကားအတွက်တော့အသုံးပြုလို့ရမယ့် battery ဖန်တီးဖို့အသင့်တော်ဆုံးအပြည့်အစုံဆုံးတက်တူတစ်ခုဖြစ်လာပါလိမ့်မယ်။နေဝါရာပြည်နယ်အားဒီရတနာတိုက်ကိုဝှက်ထားခဲ့တာနှစ်ပေါင်း16တန်းကျော် ရှိခဲ့ပါပြီ။ ဒီဒေသဟာတချင်ကမီးတောင်ရှိရာနေရာတစ်ခုဖြစ်ပြီးပေါ်ပတ်စုနေတဲ့ချော်ရီတွေအန်ထွက်လာပြီးတော့အဲ့ဒီနေရာကိုအဲ့ဒီနေရာကိုတတုထက်အလွန်ပေါ်ကျွေးွားတဲ့ရေကန်ကြီးကြီးတစ်ခုဖြစ်ပေါ်လာစေခဲ့ပါတယ်။အချိန်ကြီးကြာလာတာနဲ့မြဒီကန်ကြီးဟာခြောက်တွေ့သွားပြီးတော့လီဒီယန်တတုတွေအနေထိုင်နေတဲ့ရွှွန်အလွာထူတွေဖြစ်နေကြံရစ်ခဲ့ပါတယ်။ယင်းနေ့ချိန်ထိတော့အဲ့ဒီမိုင်းတွင်းဟာကပ္ပအကြီးဆုံးထုတ်မသုံးရသေးတဲ့လီဒီယန်တတုတွင်အသက်ဆက်ဆက်ဖြစ်လာပြီး ခန့်မှန်းခြေဒေါ်လာ1.2ထရီလီယံတိတန်ကြီးရှိနေပါတယ်။အစီအစဉ်ဆွဲထားတဲ့အတိုင်းသာဆိုရင်ဒီတက်တူတွင်းကနေတနည်းကိုအရေးသွေးမြင့်လေတီယံပေါင်းတန်ချိန်4000ကျော်တိထုတ်လုပ်ပေးနိုင်မှာပါ။ဒီပမာဏဟာလျှက်စစ်ကအစီ8သိန်းကျော်အတွက်ဖူလုံတဲ့ဘက်ထရီတွေကိုဖန်တီးနိုင်ပါတယ်။ကျွန်တော်ထပ်မပြောခဲ့သလိုပါပဲ။လေတီယံတက်တူဟာခေတ်သစ်ဘက်ထရီတွေရဲ့အဓိကမှန်တိုင်းဖြစ်ပြီးအစိမ်းရောင်စွမ်းအင်စီကိုကူးပြောင်းဖို့ကြိုးစားနေတဲ့ကမ္ဘာလုံးကျအစီအမံကိန်းအတွက်အချက်အချာတစ်ခုပါပဲ။ လီဒီယန်လိုအပ်မှုဟာ2020ခုနှစ်ကတည်းကတဟုန်တိုးတိုးတက်လာခဲ့ကဈေးနှုန်းကလည်းဆယ်ဆအထိခုန်တက်ခဲ့တာပါလီဒီယန်ဟာဈေးကြီးဆုံးဘက်ထရီပြုလုပ်တဲ့တက်တူဖြစ်တာကြောင့်အားသင်းလို့ရတဲ့ဘက်ထရီတွေမှာအသုံးပြုတဲ့ Magnesium Nickel Cobalt နဲ့တခြားတက်တူတွေထက်ကိုပိုပြီးတော့ဈေးမြောက်ပါတယ်ကျွန်တော်တို့ကဘာကြီးကတစ်နှစ်ကိုလီဒီယန်တန်ချင်ပေါင်း1.16မီလီယံကျော်သုံးဆွဲနေရပြီးတော့အဲ့ဒီအထည်က85ရာခိုင်နှုန်းဟာကားဘက်ထရီပြုလုပ်ဖို့ပါကျွမ်းကျင်သူတွေကတော့2030ခုနှစ်နဲ့2040ခုနှစ်ကြာမှာကုန်ထုတ်လို့ရေးကုန်ကြားစရိတ်ဟာ နှစ်ဆထောင်တက်သွားပြီးဒေါ်လာ94ဘီလီယံကနေ188ဘီလီယံတိရှိလာနိုင်ကတစ်ဖက်မှာလေဘက်ထရီလိုအပ်မှုကလေ200ရာခိုင်နှုန်းကျော်ထိကိုခုန်တက်သွားပြီးတော့ဒေါ်လာ686ဘီလီယံအထိကိုကုန်ကျသွားမှာဖြစ်ပါတယ်။နောက်ဆုံး2050ခုနှစ်ရောက်တဲ့အချိန်မှာလေတရန်လိုအပ်မှုကယနေ့ချိန်ထိဆယ်ဆပိုလာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်ဒီအကြောင်းအရာတွေကိုပြောပြနေတယ်ဆိုတော့မြန်မာကဘာကြီးအတွက်လေတရန်တက်တူဟာဘလောက်ထိအေးပါနေတယ်လဲသိစေချင်လို့ပါ။ဒါကြောင့်ဒီ Mac Damage Calendar Mind တွေဟာတကဘာလုံးလိုအပ်နေတဲ့အရာဖြစ်ပါတယ်။ အနာဂတ်ကဘာကြီးအားလျှက်စစ်ကောင်ဆိုင်ကယ်စကူတာစတဲ့လျှက်စစ်ယာဉ်တွေကိုပြန်လည်အားဖြည့်နိုင်တဲ့စွမ်းအင်ကိုအများကြီးလိုအများကြီးလိုအပ်လာမှာဖြစ်ပြီးတော့ Nevada ပြည်နယ်ကတော့ကဘာလွန်ကျွတ်စွမ်းအင်လေဘယ်ရေးအတွက်အဓိကဆန္ဒတစ်ခုဖြစ်လာမှာပါဒါပြင် American ဟာ2030ခုနှစ်မှာလေလုညဉ့်ဉျမ်းမှုကို90ရာခိုင်နှုန်းအထိရှော့ချဖို့ရည်ရထားပါတယ်။ဒီစီမံကိန်းကြီးအောင်မြင်ဖို့ဆိုရင်ဓာတ်ငွေသုံးရင်းတွေနေရာမှာလက်စစ်ရင်းတွေအစားထိုးဖို့လိုအပ်ပါတယ်။ဒါကြောင့်မေလေတီယံတွေကိုအများအပြားလိုအပ်နေတာပါ။ အရင်ကအမေရိကန်မှာသုံးတဲ့လီသီယံအများစုကချီလီ၊အာဂျင်တီးနာစတဲ့နိုင်ငံတွေစီကဝယ်ယူသုံးစွဲရတာဖြစ်ပြီးတကယ်လို့အမေရိကန်ကသာလီသီယံစည်းကွက်ရဲ့ခေါင်းဆောင်ဖြစ်လာဖို့ဆိုရင်မက်တာမိတ်ကလက်ထရာမိုင်းတွေးလိုနေရာမျိုးမှာရင်းနှီးမြှုပ်နှံမှုတွေအများပြားလုပ်ဖို့လိုအပ်ပါတယ်။ မိုင်းတို့ရလေလေဒီယန်တက်တူတွေထုတ်ယူဖို့ကအရေးကြီးတယ်ဆိုပေမဲ့အဲ့ဒီတက်တူတွေကိုတက်ဆင်ပေးဖို့လည်းလိုအပ်ပါတယ်။စိန်တွေလိုပါပဲဂယုတဆိုင်ဖြတ်တောက်ရပါတယ်။ပြီးရင်တော့လက်စောလေဆွဲစတဲ့အရာတွေနဲ့တွဲဆက်ဖို့အတွက်ပုံဖော်ရတယ်လို့ပါ။ကုန်ကြမ်းဖြစ်နေထွက်လာတဲ့လေဒီယန်ကလည်းဘက်ထရီမှာအသုံးပြုလို့ရတဲ့ပုံစံဖြစ်လာဖို့အချိန်ချင်းတက်ဆင်ပေးရပါတယ်။ဒီနေရာမှာပေါ့ဖို့ကြီးတရားလေလီသီယံဈေးကွက်ကိုတစ်ပတ်တစ်ပိုင်းကနေလွှမ်းမိုးချုပ်ကင်နေပြီးတော့တကဘာလုံးမှာရှိတဲ့လီသီယံဘက်ထရီထုတ်လို့မှုရဲ့85ရာခိုင်နှုန်းဟာတရုတ်ကြီးတီစီကလာလာပါ ဆိုလိုချင်တာကဘယ်နေရာမှာလေတီယံတက်တူတွေကိုရှာတွေ့ပါသေးအဲ့ဒီတက်တူကိုတန့်စေဖို့အတွက်တရုတ်ကြီးတွေစီမိခိုးဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းအမေရိကန်ဟာဒီတက်တူတင်းပေါ်မှာအားဖြည့်ပြီးတော့ထုတ်ယူရရှိလာမယ့်လေတီယံတွေအတွက်ရင်ခုန်နေကြတာပါ။အာနာပိုင်နီဟာ Nevada project အတွက်ဒေါ်လာ1ဘီလီယံကျော်လောက်ရင်းနှီးထားပြီးတော့ဒီ project သာအောင်မြင်ခဲ့မယ်ဆိုရင် American ဟာလေပြင်းထုတ်လို့ရလောက်ကမှခေါင်းဆောင်ဖြစ်လာမှာဖြစ်ပြီးတော့အရင်ကထောင်းထောင်းထောင်းလုံနေတဲ့တရုတ်ကြီးကပါရိုက်ချနိုင်မှာပါတကယ်တော့ Nevada မှာရှိတဲ့ McDermott Caldera Mine တွေကတကပလုံးမှာရှိတဲ့လေပြင်းတစ်ဘက်ကျော်လောက်ဒီကိုပိုင်ဆိုင်ထားတာပါ Bolivia မှာတွေ့ရတဲ့လေပြင်းထက်ကိုနှက်စပါပဲဒါပြင်ဒီမိုင်းတွေကြောင့်၆ကက်တိတ်စိတ်နေတဲ့ဒေသဟာအရင်နဲ့မတူပြောင်းလဲလာပါတယ်လေတီယံထုတ်လုပ်ဖို့အတွက်အလုသမားပေါင်း2000ကျော်လိုအပ်ပြီးတော့တခြားသောမြို့တွေကလူတွေပါရွှေ့ပြောင်းပြီးတော့လုတ်ကင်လာတာပါ ဒီလိုသမားတွေအတွက်အိမ်တွေဆေးရုံနဲ့သူတို့ရဲ့ကလေးတွေအတွက်ကျောင်းတွေစသဖြင့်ဖွင့်ဖို့လိုအပ်လာကစိုင်လာဖွင့်သူတွေဝန်ဆောင်မှုလုပ်ငန်းလာရောက်လှုပ်ဆောင်သူတွေနဲ့အဲ့ဒီပြည်နယ်ကအရင်နဲ့မတူဘဲနဲ့စီကားလာကတမဟုတ်ချင်းစီးပွားရေးထောင်တက်သွားပါတယ်အမေရိကန်ဆိုရကတော့ဒီမိုင်းတွေကို35နှစ်အထိတပ်ဝင်နေကတနည်းကိုတလောနှစ်ပီလီယံကျော်ဘူးလောက်ထုတ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။မင်းခုတ်ထုတ်စရာတခုကအမေရိကန်မှာဒီလောက်ကြီးတဲ့ project ကိုတထည့်ဖြည့်ခွေဖြည့်ယင်းနှမြုံနယ်သူယင်းနှမြုံနယ်ကျင်းသူတွေကဘသူတွေလဲ အပြေကတော့ကုမ္ပဏီကြီး၃ခုပါပထမတစ်ခုကတော့ Exxon Mobil ဆိုတဲ့ကုမ္ပဏီကြီးဖြစ်ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်က2029ခုနှစ်မှာလေတီယံကိုစတင်ထုတ်လုပ်နိုင်ပြီးတော့2030ခုနှစ်မှာလျှက်စစ်ရည်နေအတွက်ထောက်ပို့ပေးနိုင်မယ့်ထိပ်သီး supplier တူဖြစ်လို့ပါနောက်ထပ် General Motors ဆိုတဲ့ကုမ္ပဏီကတော့ Cadillac တို့လို car brand တွေရဲ့နောက်ခွဲကလူတွေဖြစ်ပြီးတော့ဒီ project ကိုစိတ်ဝင်စားတဲ့အတွက်ဒေါ်လာ625 million ကျော်ထည့်ဝင်က Mind တို့ရဲ့အမြင့်38ရာခိုင်နှုန်းကိုရယူခြင်းသူတွေဖြစ်ပါတယ် နောက်ဆုံးတော့ Tesla ကုမ္ပဏီဖြစ်ပြီး Texas ပြည်နယ်မှာလေတီယံတက်တုကိုတန့်စင်ဖို့စက်ရုံတစ်ခုစလုပ်ဖို့တည်းစီစဉ်နေတာပါ။ဒါဆိုရင်တော့လေတီယံအရေးပေါ်မှုကိုတင်ကောင်းကောင်းတည်သွားတော့ပါပြီ။ဒါဆိုရင်လေတီယံနေကုန်ခန်းပြီးတော့ထပ်ပြီးတော့ထုတ်ယူလို့မရရင်ဘာတွေဖြစ်မလဲရှင်းပါတယ်။ကျွန်တော်လက်ထက်ကဖုန်းနေနဲ့လျှက်စက်ကားတွေကတုံးလို့မရတော့ရောပါ။ဒါပေမဲ့စိတ်မပူပါနဲ့တခြားသောနည်းလမ်းတွေကိုဆက်လက်ရှာဖွေပြီးတော့ဘက်ထရီတွေကိုဆက်ထုတ်နေကြအောင်ပါ။ လောလောဆယ်မှာတော့တာမန်ဘက်ထရီတွေကနောက်ထပ်စွမ်းရည်တူလောင်နိုင်ဆုံးအရာဖြစ်လာနိုင်မယ်လို့ခန့်မှန်းထားရပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါဦး။